မင်္ဂလာပါရှင်ညီမတို့မိညီမဖြစ်ပါတယ်ဒီနေ့မှာတော့ Manchester United အတင်းနဲ့ရှင်ပြိုင်ကစားမယ်အာဆီယံ All Star အတင်းမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရွေးချယ်ခံရတဲ့ကိုမမောင်လေးနဲ့တွေ့ဆုံပြီးတော့မြင်မြင်တော့မှာပဲဖြစ်ပါတယ်ရှင်ကိုမောင်လေးမိင်္ဂလာပါရှင်မိင်္ဂလာပါခင်ဗျာဟုတ်ကဲ့အာပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒါ Manchester United အတင်းနဲ့အာဆီယံ All Star အတင်းတို့ရှင်ပြိုင်ကစားကြမယ်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ရွေးချယ်ခံရတဲ့အတွက်ခွန်ရည်တို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါလည်းကျေးဇူးများအတင်းပါတယ်ကိုလိုမျိုးပေါင်းပြီးတဲ့အတွက်ဟုတ်ကဲ့ အော်ပထမအောင်ဆုံးနေတယ်ဆိုလို့ရှိရင်ပွဲရတာ28ရက်နေ့ဆိုလို့ရှိရင်စပြီးတော့ကစားရမှာပေါ့နော်ဆိုတော့အကိုရတာအရင်ပွဲတွေမှာတော့ချမ်းခံရရလေးတွေတွေ့ရဆိုတော့ဖူတာမခံရလေးတွေတွေ့ရပေါ့နော်ဆိုတော့အဲ့ဒီပွဲအတွက်ကြက်ခံမှုတွေရော ready ဖြစ်နေပြီအာကြံခိုင်မှုကတော့တရားခိုင်လုံးကောင်းနေပါပြီ ready ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့ဒီကြံခဲ့တဲ့ဒီလ16ရက်နေ့ကဒီ type ပေါ်နေပေါ့နော် revoke ကစားနေတဲ့တန်ရရတယ်တန်ရပြီးတော့မှကျွန်တော်အမြဲတမ်းဒီ ခြေထောက်နဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေအများကြီးပြန်လုပ်ရပါတယ်။ဒီအန်ကယ်မှာရှိတဲ့ liquidment ပေါ့နော်။ရွတ်ရွတ်တစ်ချောင်းပြတ်သွားတယ်ပေါ့။ပြတ်သွားတဲ့အတွက်ကိုတေချာလေးပြန်ပြီးတော့ပြန်လည်ကူးတာရတယ်။ပြီးတော့အသင်းမှာရှိတဲ့ physio တွေ၊ doctor တွေကလည်းတေချာလေးကူးဆိုင်ပြီးတော့အဲဒီအတွက်ထင်ထားတာတက်ပို့ပြီးတော့မြန်မြန်လေးတက်တာလာတယ်ပေါ့။ပြီးတော့ကြံခဲ့တဲ့ပွဲမှာလည်းဝင်စားဖြစ်သွားတယ်။ပြီးတော့ Manchester United အတင်းဆိုတာလည်းဒါတကမ္ဘာလုံးမှာလည်းအားလုံးအားပေးနေတဲ့အတင်းပေါ့နော်။အကူကရိုင်းနဲ့ငွေလေးတွေကအားပေးတာရဲ့အတင်းဆိုပြီးတည်ရတယ်ပေါ့နော်။ဆိုတော့ဒီ ီလိုမျိုးအတင်းနဲ့ဒါကစားခွင့်ရရတယ်ဆိုတော့ကိုယ့်အနေနဲ့ဘယ်လိုမျိုးရှင်းခုံပြီးတော့စိတ်လှရှာနေလဲဆိုတာပြောပြပေးပါဦးအာဒီလိုမျိုးအရာကိုကလည်းငငယ်လေးတွေကဒီဘောလုံးမွဲကြီးတွေကမဟင်ဘွဲပဲဒီလိုပဲ TV ကပဲကြည့်ဘူးတာနော် TV ကကြည့်ဘူးလေဆိုတော့အခုသူတို့နဲ့ဒီလိုမျိုးကန်ရမယ်အာရှန်ဩစတြာအသင်းမှာလည်းပါတယ်သူတို့နဲ့လည်းကစားမယ်ဆိုတော့အရင်ရင်ခုံစိတ်လှရှာတယ်ပြီးတော့အဲ့ဒီနေ့ကိုရောက်ဖို့လည်းမဆောင်နိုင်တော့ဖြစ်နေပါပြီဟုတ် အော်ပြီးတော့ခါကြဒီ Manchester United အသင်းနဲ့ ASEAN All Star အသင်းတို့အာဒါကစားရမယ်ဆိုတော့သတင်းတွေထွက်လာတဲ့အချိန်မှာရောကိုယ်တိုင်ဒီပွဲမှာပါဝင်ပြီးတော့ကစားရမယ်လို့မျှော်လင့်ထားတာတွေရှိလားတကယ်လို့မပါရခဲ့ဘူးဆိုရင်တော့မှမလေးရှားတီသွားပြီးတော့ဒီပွဲကိုကြည့်ဖို့စဉ်းစားထားရှိလားအာအဲ့လိုမျိုးမျှော်လင့်ထားတာရှိလားဆိုတော့မျှော်လင့်ထားတာမရှိပါဘူးပြီးတော့မျှော်လင့်တာမျှော်လင့်ထားပြီးတော့မျှော်လင့်သလိုမဖြစ်လာရင်ဟိုပိုပဲခံစားမှာအဲ့တော့အဲ့လိုမျိုးတော့မရှိဘူးပြီးတော့တွားကြည့်ပြဖို့ရှိလားဆိုတော့ သွားကြည့်ပြဖို့လည်းမရှိတော့ဘာရောက်လဲဆိုတော့အခုသူတို့ကံမဲ့ဒီပွဲကံမဲ့ရက်တွေကဒီနိုင်ငံသေးသေးရသူတို့ national team camp တွေဝင်ပြီးတော့မှပြိုင်ပွဲကစားမဲ့အချိန်ဖြစ်နေတဲ့အတွက်ပေါ့နော်အဲဒါကြောင့်မလို့မပါခဲ့တော့သွားကြည့်ပြဖို့အစီအစဉ်တော့မရှိတော့ကွာတော့ရွေးချယ်ခံလာရပြီပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီဟာကိုအဲရွေးချယ်ခံလာရပြီဆိုတာကိုဘယ်ချိန်တော့မှနေတော့ဘယ်လိုမျိုးစတင်လိုက်တာလဲအာကျွန်တော်က ဘယ်လိုမျိုးစသည်လဲဆိုဒီဘောတော့တို့ဒီ social ပေါ်မှာတက်ခင်နေကျွန်တော်3-4ရက်လောက်ကြိုပြီးတော့ကျွန်တော်သိရတယ်ဒါပေမဲ့ဟိုပြီးတော့ဒီအဖွဲ့ချုပ်ကနေပြီးတော့ကိုစီတဝင်းကနေပြီးတော့ကျွန်တော်အဲ့လိုမျိုးမေးပို့ပြီးပေါ့နော်ဒီလိုရွေးခံရတယ်ပေါ့အဲ့လိုမျိုးဒီရဒါမဲ့တော့မတင်ပါနဲ့အောင်ပေါ့နော်မတင်ပါနဲ့အောင်ဆိုပြီးတော့တို့ကပြောလို့ကျွန်တော်ဘက်ကတော့ဘာမှဒီပွဲနဲ့ပတ်သက်မတင်ခဲ့ဘူးတို့ဒီတော့မှတရားဝင်ထုတ်ပြန်ပြီးတော့မှအဲ့လိုမျိုးရွေးချယ်ခံရတဲ့အတွက်ကျွန်တော်နည်းနည်းလေးတင်ပါ ဆိုတော့တိလိုက်ရတဲ့အချိန်မှာဘယ်လိုမျိုးခံစားလိုက်ရလဲတိလိုက်ရတဲ့အချိန်မှာတော့အရန်ပြောတယ်နောက်ဆုံးအဲ့လိုမျိုးပေါ့နော်အိမ်မှာကျွန်တော်နဲ့ကျွန်တော်အဖေနဲ့ရေအဲ့လိုမျိုးသူ့ကိုလည်းပြောသူ့လည်းပြောတော့အဲ့လိုမျိုးရမ်းပြောချက်ချင်းဆိုအမေကိုလည်းဖုန်းဆက်ပြီးပြောအမေလည်းဝမ်းသာပါအဲ့လိုမျိုးအာသူတို့ကကျွန်တော်ထက်တောင်ပိုပြီးတော့ဝမ်းသာနေတယ်အရင်တော့ကတော့မန်ချက်စတာယူနိုက်တက်တင်းနဲ့အဲ့လိုကဲမင်းရမယ်လို့ကြွေးပြူတာရှိတာမရှိဘူးအိမ်မက်တော်မမက်ဘူးအခုတော့ဒါမက်တော်မမက်ဘူးရဲ့အိမ်မက်ကတကယ်ဖြစ်လာတယ်ဟုတ် တော့ဟိုပြီးတော့ခါကျတော့တချို့ကစားသမားတွေဆိုလို့ရှိရင်ဒီ ASEAN All-Star အသင်းမှာဟိုရှင်ပြိုင်မှုအတွက်ရွေးချယ်ခံရတဲ့လူတွေရှိရယ်ပေါ့နော်ဒါပေမဲ့လည်းမိခင်ကလပ်ကနေပြီးတော့ခွင့်မပြုလို့ဆိုပြီးတော့ဝင်ပြီးတော့ကစားခွင့်မရတဲ့လူတွေရှိရယ်ပေါ့ဆိုတော့အခုအနေနဲ့ကအဲ့လိုမျိုးဖြစ်ခဲ့မင်းဆိုရောကျွန်တော်ကဒီစပြီးတော့ရွေးခန့်ပြီဆိုတော့ကျွန်တော်ဆုံးမရချတာတခုရှိရယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အသိဉာဏ်မရရောက်အောင်ညှိမရရောက်အောင်ညှိဘာကြောင့်လဲဆိုတော့ဒါကြီးကလုံးဝ ဟိုမမတ်ဘူးတဲ့အိမ်မက်လည်းဖြစ်တယ်ပြီးတော့ကျွန်တော်လည်းပြောပြောကြအောင်ကျွန်တော်ဆုံးမရကြရတာနောက်ဆုံးပေးမကန်ဘူးဆိုတော့မှကျွန်တော်မရရအောင်ပြောမယ်စာချုပ်ဖြတ်ပြီးတော့သွားကန်မယ်ဆိုတော့တဲ့အထီကိုကျွန်တော်တွေးထားရဲ့ဒါကတော့မယူရစံနဲ့တွေးခေါ်မှုတစ်ခုလို့ဖြစ်နေဖြစ်မှာပါနော်ဒါပေမဲ့မင်းဆိုတဲ့အပြင်ကကျွန်တော်မှမပေါ်ဘူးဒီမြန်မာနိုင်ငံရှိရဲ့ပလေယာတွေကလည်းကစားနေမှာပဲလေနော်မန်ယူပြိတ္တမဟုတ်ဘူးဆိုရင်တော့မှဒီလိုမျိုးကနောက်ဆယ်နှစ်တောင်မှ ဒီလိုမျိုးခွင့်ရင်ထပ်ရဖို့ဆိုတော့မသေးရဘူးเนาะအဲ့လောက်တိကိုကျွန်တော်ဆုံးဖြတ်ချလာခဲ့တာဒါဆိုရင်ကိုကတော့ဒါ meeting club ကနေလည်းခွင့်ပြုရဲဆိုတော့ဒါကိုအတွက်တော်တော်လေးအဆင်ပြေပါပါဘောเนาะဟုတ်ကဲ့အဆင်ပြေပါဟုတ်ပြီးတော့ခါကျဒီအကိုအနေနဲ့အကိုရဲ့ club ဖြစ်တဲ့ဒီ level warrior သင်ရဆိုလို့ရှိရင်ဒီလား31ရက်နေ့မှာဒါ rebuild cut final အနေနဲ့ဆိုလို့ရှိရင် brilliant တင်းနဲ့ကစားဖို့ရှိရပေါ့ဒါပေမဲ့ကိုက semi final မှာတော့နှစ်ဝတနီးရထားတဲ့အတွက်ကြောင့်မလို့ဟို ကစားဖို့မရဘူးနော်ကျတော့ဒီပွဲကြီးကြက်နေလို့များမင်းများလောက်လိုက်လားမသိရဟာအဲ့လိုအဲ့လိုတော့မဟုတ်ပါဘူးအဲ့လိုတမင်လောက်တာတော့မဟုတ်ဘူးပြီးတော့အဲ့ဒီပွဲကဆိုလေကျွန်တော်ကိုယ်တိုင်လည်းဒုတိယဝါကျွန်တော်ကိုယ်တိုင်လည်းအံဝါသလိုအတင်းကနီးပြတယ်ကစားသမားတွေကောင်းလည်းအံဝါတယ်ပြီးတော့ဒီမန်ယူနဲ့ပွဲကစားဖို့ကလည်းဒီပွဲကြီးမတိုင်ခင်တည်းကအတင်းကခွင့်ပြုပေးပြီးသားပါနော်အဲဘယ်နေ့သွားဘယ်နေ့ပြန်လာဆိုခွင့်ပြုပေးပြီးသားအခုကျွန်တော်တို့အတင်းဖိုင်နယ်တက်သွားတယ်ကျွန်တော်မကစားဘူးဆိုနေလေကျွန်တော် မလေးရှားနေတခါလဲဘန်ကောက်တော်မှာနော်ဘန်ကောက်မှာအင်းပွဲကိုတော့အပေးရမှာအင်းပွဲလက်ကြည့်ရမှာဟုတ်ဟိုပွဲရတာ28ရက်နေ့ဆိုတော့ကိုမလေးရှားကိုဘီလင်းလောက်ညဘလို့သွားပြင်မလဲကျွန်တော်25ရက်နေ့သွားမယ်နော်25ရက်နေ့ဆိုတော့မလေးရှားဘက်ကနေဒီပွဲအတွက်ကောတခြားမိသားစုတွေခေါ်ဝင်ပေးတာတို့ဘာလို့ရရှိတာအဲ့လိုမိသားစုခေါ်ဝင်ပေးတာဘာရန်ရှိလာတော့သူတို့ကတော့အဲ့လိုမိသားစုတွေဘာကြီးခေါ်ဝင်ပေးတာတဲ့ ဟိုကျွန်တော်အတင်းကိုစာဖို့ရပါတော့ဒီ ASEAN All Star အတင်းမှာမြေချရရတယ်အဲ့တော့ကျွန်တော်အတင်းပိုင်ရှင်ကိုတို့ရောအဲ့လိုမျိုးဖိတ်ခေါ်ရပါတော့ invite လုပ်တယ်ပေါ့ဟိုဘယ်လိုလဲတို့တို့နောက်ဆုံးလေးရင်စီစဉ်မိတာလေးဟိုမှာ hotel စီစဉ်မိတာရေအကုန်လုံးတော့လုပ်ပြီးဟုတ်ဟိုကိုရောက်တဲ့အချိန်ကြလို့ရှိရင်တခြားကစားသမားတွေနဲ့ training join mode တွေရောဘယ်လိုမျိုးလုပ်ထားရှိအဲကျွန်တော်တို့အကုန်လုံး25နှစ်ရောက်မှဆိုတော့26 29 training join ဖြစ်မယ်28မှာတော့ဝယ်ကစားပါ ဟုတ်အခုအာဆီယံအော်စတာတင်းမှာဆိုလို့ရှိရင်ကိုနေကစားပေါ်ရေးရပါတော့နော်ကိုနေပြိုင်ပွဲအနေနဲ့ကစားမှုတွေရှိတယ်အာအဲ့လိုမျိုးတော့ရှိတယ်ရှိရဆိုတော့ဒီဟိုအင်ဒိုနီးရှားမှာယူထားတဲ့တင်းမှာဆိုရင်အက်နာဝီဆိုကျွန်တော်နဲ့အဲ့လိုမျိုးထိုင်းလိမှာပြိုင်ပွဲဖြစ်လေကစားမှုတွေပြီးတော့ဒီ national team ပွဲမှာလည်းအင်ဒိုနီးရှားနဲ့ပွဲလည်းအဲ့လိုပြိုင်ပွဲဖြစ်ကစားမှုတွေအပြီးတော့ဒီစင်ကာပူနောက်တန်းပေါ့နော်အိုင်ဖိုင်းသူသူဆိုလဲကျွန်တော်နဲ့ပြိုင်အဲ့လိုမျိုး ် national team မှာလည်းပြိုင်မဲ့ဖြစ်ကစားဘူးတယ်ပြီးတော့ club team မှာလည်းပြိုင်မဲ့ဖြစ်ကစားဘူးတယ်ပြီးတော့မြန်မာတော်တော်များများတော့ကစားဘူးပါတယ်ဟိုဒီအာဆီယံမှာဆိုတော့လေတော်တော်များတော့ကစားဘူးတယ်ပြီးတော့ time power ဆိုနှစ်ယောက်တော့နှစ်ယောက်သုံးယောက်လောက်ရှိတယ်ဝါရာရှစ်လို့ပါလို့အဲ့လိုမျိုးလူတွေကစားဘူးတယ်ပြီးတော့ဖိလစ်ပင်းမှာလည်းရွေးလာမယ့်လူတွေကစားဘူးတယ်လို့တော့ထင်တယ်ကတော့ညိုင်ပဲကစားပေါ်ရတယ်သူတသိန်းနဲ့နေနေကစားရတော့ဘယ်လိုခံစားဒါကတော့ကျွန်တော်တို့တော့ဘယ်လိုပြောမလဲအတွေ့အကြုံအစ်တစ်ခုပေါ့နော်ဟို ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီလိုမျိုးကအသိမရှိဘူးလေနော်အသိမရှိဆိုတော့ကျွန်တော်တို့တော့တွေးကြုံတစ်တည်းရမယ်ပြီးတော့ဟိုဒီထက်ပို့ပြီးတော့ဒီ player နဲ့ဒီထက်ပို့ပြီးတော့ရင်းနှီးသွားမယ်ပြီးတော့အဲ့လိုမျိုးပေါ့သူတို့စီကကောင်းတာလေးယူအဲ့လိုမျိုးလေးပေါ့ဟိုကိုတော်တော့တွေးကြုံတစ်တခုရတယ်လို့ပဲသတ်မှတ်တယ်ပေါ့ပအဝင်ရင်အစ်တစ်ခုရောက်သွားတယ်လို့ပေါ့ဟုတ်အခုလိုမျိုး Manchester United အတင်းနဲ့ဒါကစားဝင်ရတဲ့အတွက်ကြောင့်မို့ကိုအနေနဲ့ဘယ်လိုပံ့ပိုးမှုတွေရတာ အဲပန်းမုံမှုဆိုတာထဲတော့ဒီဟိုဘယ်လိုလဲပန်းမုံမှုဆိုတာထဲတော့သူတို့ဒီပွဲအတွက်ပဲပို့ပြီးတော့အွန်ဆိုက်တာပဲတခြားကျွန်တော်ကိုယ်တိုင်လည်းတခြားအကျိုးခံစားခွင့်ညှော်လင်းထားတာတော့မရှိဘူး။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာသွားကစားရပြီဆိုတာလည်းကျွန်တော်တို့ပြည်စုံနေပါတော့ချမ်းညှော်လင်းထားရမရှိပါဘူး။ငငယ်တွေကအားပေးရတဲ့တင်းနဲ့ကစားတာဆိုတော့ကိုယ့်အတွက်အကျိုးရတော့အများကြီးရမယ်ကြာ။သိကြတာဘောဒါလုံးဝဟို ကျွန်တော်မသိမချင်းတော့မှတ်မိနေမယ့်အရာတစ်ခုဖြစ်နေမှာပေါ့နော်။ငြင်းကုံယူနေရမယ့်အရာတစ်ခုပေါ့။ထပ်ပြီးမေးချင်တာပေါ့နော်။ဒါအခုကမန်ချက်စတာပြည်တိုင်းနဲ့ကစားရမယ်ဆိုတော့အဲ့ဒီကစားရပြည်တခြား activity တွေလုပ်ဖို့ရှိတာ။အာပြောတာတည်းမှာတော့နည်းနည်းတော့သူတို့ဒီ activity လုပ်မယ်ဆိုရင်တော့ဟိုဝင် join ပေးရမယ်ဆိုတဲ့ဟာလေးတော့ပါတာပေါ့နော်။သူတို့ဒီကျွန်တော်ဟို email ပို့တဲ့အချိန်မှာအဲ့လိုအဲ့လိုမျိုးလေးတော့ရှိတာပေါ့။ဟုတ်။အခုလက်ရှိဒီမန်ချက်စတာယူနိုက်တက်အတင်းမှာအခုကြိုက်ဆုံးကစားသမားဘယ်များဖြစ်မလဲ ကြိုက်ဆုံးသားမှာကိုကတော့ကျွန်တော်ဘရူနိုကြိုက်ပါတယ်ပြီးတော့နောက်တစ်ယောက်ကြိုက်တယ်ကျွန်တော်တော့သူများရင်လည်းကျွန်တော်နည်းနည်းစိုက်ညံပဲဖြစ်နေတယ်အိုနန္နာကိုကြိုက်တယ်ဆိုတော့အိုနန္နာကိုကြိုက်တယ်ဆိုမှအခုပိတ်သက်တီချာမှာဆိုလို့ရှိရင်လည်းဒီမန်ချက်စတာယူနိုက်တက်တင်ရဲ့ဘုရားမအိုနန္နာကိုအာကိုမောင်လင်းကတော့ဂိုးတွေတွင်းခဲ့မယ်ဆိုပြီးတော့ပြောနေကြရဲ့ပေါ်ရှိရဲ့ဆိုတော့အဲ့ဒါရောအဲ့ဒါဆိုတော့ဒီကောင်သွားပြီဒါဆိုလို့ရှိရင်ဒါ ကိုနနာဝသာကိုသွင်းနိုင်ရမယ်ဆိုလို့ရင်ဒါကိုကြိုက်တဲ့ကစားသမားကိုအနိုင်ယူရတယ်လို့ဖြစ်တာပေါ့။อืมဆိုတော့ဒါဘောလုံးမှာတော့ဟိုကိုဘလောက်ပဲအာပီပီပေါ့နော်ဒီလိုမျိုးကာလာကိုပြီးဆိုတော့ဘောလုံးတော့ပြိုင်ဘက်တွေကြီးပဲအဲ့လိုမျိုးပေါ့။အဲ့လိုမျိုးတော့ခံယူရတယ်။တခြားပြိုင်ပွဲတွေပါရင်ပြီးပွဲပြီးသွားတဲ့အချိန်ညမှာဒါမှအဲ့လိုမျိုးကိုကြိုက်တဲ့ပလေးယာပါအဲ့လိုမျိုးကာလာပြောတာနှုတ်ဆက်တာပါညာရှိကြတာပေါ့နော်။ခုနကပြောတယ်မဟုတ်ကျွန်တော်ကြိုက်သူ့ကိုကြိုက်တယ်ဆိုတာက ဟိုတခါကြီးကသူရဲ့အမားသေးသေးလေးပေါ့နော်အမားသေးလေးပေါ်ဆမ်းမှုတွေကြောင့်ခိုးပြရပေါ့နော်သူရာတေချာအဲ့လိုမျိုးအမားသေးသေးလေးတွေမလုပ်ဘူးဆိုရင်တော့သူကတကယ်ကောင်းတဲ့ကမ္ဘာကောင်းဆုံးကုသမားတွေမှာပါတော့ဘာကြောင့်လဲဆိုတော့သူရဲ့အခုနောက်ပိုင်းဟိုခေတ်တွေမှာဘောလုံးကစားရင်တော့အရင်လိုမျိုးကုသမားရရဲ့ကန်တင်နဲ့အဲ့လိုမျိုးကောင်းတိုက်တဲ့ပြင်အဲ့လိုမျိုးမဟုတ်တော့ခုနောက်ပိုင်းကျတော့ကုသမားနေစားပြီးဗေးတက်တိဆောက်တာပေါ့နော်ဘောလုံးအဲ့လိုမျိုးတိဆောက်ပြီးတရားချင်ကြတော့ကုသမားရတယ်အဲ့လိုမျိုး ပလေးတဲ့နေရာမှာအရန်အရေးပါတယ်အဲ့တော့ကျွန်တော်တော်တော်ဥနန္ဒာကတော့အဲ့လိုမျိုးပလေးတဲ့နေရာမှာဒီကောင်ဟိုဘယ်လိုပြောမလဲနွားပြီးရင်တော့ဒီကောင်ကြိုက်ဆုံးပါကျွန်တော်ဟုတ်ကြာဒီလိုပွဲပြီးလို့ဒါဂျာစီလဲခွင့်ရမယ်ဆိုလို့ရှင်မန်ချက်စတာယူနိုက်တက်တင်အောင်နည်းနည်းများလဲခြင်းလေအဲကျွန်တော်အဲ့ဒါဟောပါတော့ဒီအဲ့လူယူပြီးရလာပြီးမန်ချက်ညာမှာလာပြီးအများကြီးပဲအများကြီးဆိုတော့ဂါနာချွန်းနဲ့လဲပါတာအဲ့ဘရူနိုနဲ့လဲပါပါအများကြီးပဲဒါပေမဲ့ ်တရားတကူကအဲ့လိုမျိုးစဉ်းစားရတာတော့မရှိဘူးဒါပေမဲ့ဟိုသူတို့ဒီမှာလည်း player ရဲ့ဘယ် player တွေပါလာမလဲဆိုတာလည်းမသိသေးဘူးမသိသေးတဲ့အချိန်မှာတော့အဲ့လိုကြိုးစဉ်းစားရတော့မရှိပါဘူးဟုတ်အခုလိုမျိုးလာရောက်ပြီးတော့ဖြေရှားပေးလို့အများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ပွဲနေမှာလည်းဒါပေါ်ထွက်ခွင့်လေးရပြီးတော့ဂိုးတွေအများကြီးတင်ပေးနိုင်ပါသေးလို့စကောင်းလိုက်ပါရှင့်ပြည့်စုံနေပြီပါခင်ဗျာဟုတ်ကဲ့ပါ